မန္တလေးတကြားလောက်ကမှာတိမ်မောင်းထောင်ချီတဲ့ငွေကြေးအရှုပ်ရှင်းတွေဖြစ်ပေါ်နေပါတယ်ဒီသတင်းကိုတော့ခွန်မတာရဲ့ပြပုချက်မှာရှုစားနိုင်ပါတယ်မန္တလေးကစူပါဝမ်ဆက်3စီရောင်းဝယ်ရေးနဲ့ပေါင်းတကြားဆက်ပိုင်ရှင်ကတကြားတိုင်အသိဝင်ဂုံတန်90ကျော်နဲ့အရောင်းအဝယ်လုပ်ရင်းပေးစားဖို့ကြငွေတိမ်ပေါင်း2600ကျော်ကျန်လို့အော်တိုဘလာ၂ရက်နေကမန္တလေးတကြားတိုင်မှာအတင်းသားတွေကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်ဒီကငါတို့နဲ့ဒီမှာပြောဆက်ပြောတော့ကခဏလာပဲနောက်ပြီးနှစ်လောက်တော့စောင့်ပြပါတယ် ဆောင်းရပါဆိုတော့ဒီမှာဆိုပြီးကုလားပိုင်းမော်လို့အဲကြောင့်ကုလားပိုင်းမော်ကိုလုပ်ပြီးမှာအဲ့တည်းသူ့ရဲ့မီရောင်းဝယ်မှုကအားကောင်းလာတာဆိုတော့ဒီမီပိုင်းဆိုင်မှုတွေရှိရလာတာရောင်းရဘူးဆိုဒီရှိလာပိုင်းနဲ့ကုလားပိုင်းမှာနှိစင်ရမြေစည်းတက်တဲ့ကလာအဲ့ဒါပြီးတော့တော့ချပြီးပြေးပါမယ်ဒီကုလားပိုင်းပြောခဲ့အကြောင်းဝယ်လုပ်ရင်းပေးစားဖို့ကြံရှိတဲ့ငွေတွေကို စက်တင်ဘာလနောက်ဆုံးထားဆဖို့တရားတိုင်ကသတင်းစာတေးမှာတရားဝင်ကြေညာထားတာတွေရှိခဲ့ပါတယ်။မဆနိုင်ဘူးဆိုရင်အတင်းကနေထုတ်မယ်လို့ဦးစက်မြင့်မောင်ကပြောပါတယ်။ကြာရှိတဲ့ငွေတွေကိုအော်တိုဘာလ20ရက်နေ့နောက်ဆုံးထားဆဖို့မဆနိုင်ဘူးဆိုရင်တရားဥပဒေအရအရေးယူသွားမယ်လို့တရားတိုင်အတင်းသားတွေကဆိုပါတယ်။တို့တော့အော်တိုဘာလာအထိရတော့စောင့်မယ်လို့ပြောထားတာလေ20အထိရတော့စောင့်မယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းရောတကယ်လို့ဟိုကအကြည့်မပေးဘူးဆိုရင်ဘာကြီးဆက်သွားမယ်ဆိုတာလေကျွန်တော်တို့ဟိုအစီအစဉ်နဲ့ ကတ်မှာဟုတ်မရဘူးလို့ပြောဒီတိုင်းပြပွဲလေးစီပင်းကြီးကတောင်းပါဘူးအဲ့ဒီတော့တောင်းတော့အစကအကြောင်းအဝယ်လုပ်ရင်အတင်းသား52ဦးစီကနေကြံွေသိန်းပေါင်း9000ကျော်ပေးစားဖို့ကြံခဲ့ရမှာ2023ဒီဇင်ဘာလလောက်မှာတော့60ရာခိုင်နှုန်းပေးစားနိုင်ခဲ့ပါတယ်။ဒီရှင်းလင်းပွဲမှာပေါင်းတကြားဆက်ပိုင်ရှင်ဥခင်မောင်ဝင်းကတက်ရောက်ခဲ့ခြင်းမရှိပေမဲ့တကြားတိုင်ကိုဖုန်းဆက်ပြီးကြံတဲ့ငွေတွေကိုဆက်ပစ္စည်းရောင်းချပြီးပြန်ဆမယ်လို့ပြောပါတယ်။ကျွန်တော်ခွန်ပါတာပါ။